မင်္ဂလာညချမ်းပါရှင်မိလာ28ရက်ဗုဒ္ဓဟူးနေ့ကင်ဒရဝတီ टाइम သတင်းဌာနရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ဂရီနီဆွရှောင်းတွေစာနာရိတ်ခါအတွက်စမ်းချင်းကစားသုံးမှုကိုလှုပ်ဆောင်နေရဆဲဖြစ်ပါတယ်ထိုင်းနိုင်ငံမေအောင်ဆောင်ခရိုင်မှာတရက်အတွင်းအထောက်ထားမဲ့ရွှေပြောင်လုပ်သား6ဦးဖမ်းဆီးခံရပါတယ်ဘန်ကောက်မြို့ကတိုက်ပြိုကြမှုမှာတည်ဆုံသွားတဲ့ဂရီနီလူငယ်လူစီယာနိုရဲ့ရုပ်အလောင်းကိုမိရှုတကြိုပြီးစီးခဲ့ပါတယ် ီသတင်းတွေကိုနောက်ဆင်ရမှာပါ။ခရီးနီပြည်နဲ့ဖဲခုံမြို့နယ်ကဆက်ဆောင်လူထုတွေဟာနေ့စဉ်ဇာဝနေရေးဖြည့်ရှင်းရမှာနှိဆက်ရအတိမိတ်ဆွေတွေစီကနေစံချင်းကစားသုံးမှုတွေပြုလုပ်နေရဆဲဖြစ်တယ်လို့ဆက်ဆောင်လူထုတွေကပြောပါတယ်။လူဦးရေတထောင်ကျော်ရှိတဲ့ဖဲခုံမြို့နယ်အတွင်းကနောက်ခိုင်ဆက်ဆောင်စခန်းမှာစပန်းဆိုင်ပြိုကျပေမဲ့ဖူလုံမှုမရှိတဲ့စပန်းအထွတ်နှုတ်ကြောင့်ဆန်းချီစားနေရတယ်လို့ဆက်ဆောင်တွေကပြောပါတယ်။ ပင်လောင်မြို့မှာတိုက်ပွဲပြင်းထန်နေတာကြောင့်စစ်ကောင်စီဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးတွေဟာမူပြေတောင်သူတွေရဲ့စပါခင်ထဲကိုချရောက်ပောက်ကွဲတာရှိပါတယ်။ဒါကြောင့်ဒီနေ့လူစပါမရိုက်သိမ်းနိုင်ရင်စံချီးပြီးစားတော့ရေးဖြည့်ရှင်းနေရတဲ့ဆစ်ဆောင်တွေအတွက်အကျက်သေးပိုးဖြစ်လာနိုင်ပါတယ်။ဒီမိုးဆိုအနောက်ချမ်းကဆစ်ဆောင်တွေဟာလည်းနေရက်ပြန်ပြီးစိုက်ပျိုးရေးလောက်ကိုင်းလို့မရတာကြောင့်စံစပါအတွက်အလူရှင်ကိုအဓိကအားထားနေရတာပါ။နေ့စဉ်စားတော့ရေးကိုဖြည့်ရှင်းနိုင်ဖို့အတွက် ကြုံရအလောက်လောက်ကရင်ဆံဝယ်စားတာချင်းငါးစားတာနဲ့ဖြစ်ရှင်းရတယ်လို့ဆစ်ဆောင်တွေကပြောပါတယ်။ Greeny လူထုတသိန်း9000ဦးကိုအခြေခံစားနာရိတ်ခါတွေပေးဝေခဲ့တယ်လို့ IEC ရဲ့2025ခုနှစ်ပထမ3လပတ်အတွင်းလှုပ်ဆောင်ချက် အစီရင်ခံစာမှာပြောထားပါတယ်။မြေပြင်အခြေအနေကိုလိလကွင်းဆင်းပြီးမှသာရိတ်ခါဖြတ်ဝေပေးနေပေမဲ့စားနာရိတ်ခါဖူလုံအောင်တပြည်နယ်လုံးကိုလွှမ်းခြုံပြီးမထောက်ပတ်ပေးနိုင်သေးဘူးလို့ IEC ရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ပြည်လဲထူထောင်ရေးဌာနဌာနမူကြီးကပြောပါတယ်။ Greenie Bee နဲ့ဖဲခုံမြို့နယ်မှာတော့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းနေရက်စွခွာထွက်ပြေးနေတဲ့လူထုပေါင်း35000ခန့်ရှိတယ်လို့ IEC ကပြောထားပါတယ်။ထိုင်းနိုင်ငံမေဟောင်ဆောင်ခရိုင်မေဟောင်ဆောင်မြို့မှာတရက်အတွင်းအထောက်ထားမဲ့ရွှေပြောင်အလုတ်သမား6ဦးဖမ်းဆီးခံခဲ့ရပါတယ်။မနေ့ကမေလ29ရက်နေ့မနေ့ပိုင်းမှာဗက်နိုင်းဆိုင်ကျေးရွာအနီးကသောထဲမှာ ရာတီပေါ်အင်ဥရှာထွက်တဲ့ရွှေပြောင်လုတ်သား6ဦးကိုထိုင်းရဲတွေကလမ်းမှန်စစ်ဆေးပြီးလက်ထိုက်ခတ်ဖမ်းဆီးသွားခဲ့တယ်လို့မျက်မြင်တွေ့ရှိခဲ့သူကကန်ဒရာဝတီ time ကိုပြောပါရယ်ပြီးခဲ့တဲ့မေလ23ရက်နေ့မှာလဲအထောက်ထားမဲ့ရွှေပြောင်လုတ်သား6ဦးဖမ်းဆီးခံခဲ့ရပါတယ်ထိုင်းနိုင်ငံအတွင်းမှာနှစ်စဉ်ထုတ်ပေးနေတဲ့အလုတ်သမားမပုံတင်ကတ်ပန်းရောက်ကဲပြုလုပ်ဖို့2024ခုနှစ်စက်တင်ဘာလ24ရက်နေ့မှာထိုင်းအစိုးရဖက်ကကြေညာခဲ့ပြီးတဲ့နောက်မှာတော့ မြောင်ဆောင်ခရိုင်အတွင်းမှာစစ်ဆေးမှုတွေကိုတင်းကျပ်လာတာဖြစ်တယ်လို့ရွှေပြောင်အလုသမားတွေကပြောပါရယ်မြောင်ဆောင်မြို့ရဲစခန်းရဲ့ Facebook စာမျက်နှာကအချက်လက်တွေအရမေလ3ရက်နေ့ကနေ28ရက်နေ့အတွင်းရွှေပြောင်လုတ်သား23ဦးဖမ်းဆီးခံရတယ်လို့ဆိုပါရယ်မြောင်ဆောင်မြို့ဟာ Greeny ပြည်နဲ့ထိစပ်နေတဲ့ထိုင်းနိုင်ငံကနေဆက်မြို့တစ်ခုဖြစ်ပါရယ်အင်အားပြင်းငလင်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ကဆောင်းလဲဆအစိုးရယုံပြိုကျမှုအတွင်မှာ တင်ဆောင်သွားတဲ့ Greening Data ခံမောင်လူစီယာနိုရဲ့ရုပ်အလောင်းကိုမီလာ26ရက်နေ့မှာမိရှုတကြိုပြီးစီးခဲ့ပါတယ်။လူစီယာနိုရဲ့လုပ်ငန်းရှင်ကုမ္ပဏီကပြီးခဲ့တဲ့မီလာ19ရက်နေ့ကတည်းကသူ့ရဲ့ရုပ်အလောင်းဓာတ်ပုံကိုရရှိခဲ့ပေမဲ့တပတ်ကြာမှသာကုမ္ပဏီကလူစီယာနိုရဲ့အကူဝန်းကွင်းနဲ့အဆက်တွေရခဲ့တယ်လို့သိရပါတယ်။သူ့ရဲ့ရုပ်အလောင်းကိုဘန်ကောက်မြို့မှာရှိတဲ့ပလိတ်ဈေးရုံရေခွဲရုံမှာတွားထုတ်ယူခဲ့ပြီးကြာတူးချက်နေမြေရုံ စီပင်ယုံမက်ပေါတင်ယုံမှတည်ဆုံးကြောင်းထောက်ခံစာ ထုတ်ခဲ့ရတယ်လို့လူစီယာနိုရဲ့အကိုဝန်ကွဲကကန်ဒရာဝတီတိုင်းကိုပြောပါရယ်။ထိုင်းအနာပိုင်ဖက်ကတည်ဆုံးသူဟာဘဲတူဘဲဝါမန်တိအောင်ရုပ်အလောင်းကိုမိသားစုဝေရဲ့ DNA နဲ့တိုက်ဆက်ပြီးအတည်ပြုပြီးမှသာရောချင်းငွေကိုပေးအပ်သွားမှာဖြစ်ပါရယ်။ရောချင်းငွေကိုလည်းနှစ်နာသူမိခင်ကိုယ်တိုင်လာရောက်ထုတ်ယူမှသာရမယ်လို့ဆိုပါရယ်။လက်ရှိမှာတော့နိုင်ငံကူးလက်မှတ်အခက်အခဲကြောင့် လူစီယာနိုရဲ့မိသားစုဝေတွေဟာဘန်ကောက်ကိုမလာနိုင်သေးသလို DNA တိုက်ဆိုင်စစ်ဆေးမှုကိုလည်းမလုပ်နိုင်သေးပါဘူးလူစီယာနိုကတော့ဒီမော့ဆိုမျိုးနဲ့ပါဒေါ်တူခြေရွာကဒေသခံဖြစ်တယ်လို့သိရပါတယ်ကင်ဒရိုဝတီထိုင်းမြေရုပ်တံတင်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးအဒီအပေါင်းကကင်းဝင်းကြပါစေရှင်ကျမမွန်ညာမှာပါ